္ဂလာပါ cross net ကနေပြန်လည်ကြိုးလိုက်ပါတယ်မေ25မှာဖွင့်မဲ့ CCMB Anko အတန်းသစ်ဖွင့်မယ်ဆိုတဲ့အကြောင်းကိုကြေညာပေးချင်လို့ပါဟိုကျွန်တော်တွေဒီ online live အနေနဲ့လည်းတက်ရောက်နိုင်သလိုအလုပ်တစ်ဖက်နဲ့မဟုတ်လို့သင်တန်းတက်ဖို့ပုံမှန်အားချိန်တစ်ခုအချိန်မှန်ပေးပြီးသင်တန်းမတက်နိုင်တဲ့လူတွေအတွက်လည်း recorded view class ရှိပါတယ် course online အနေနဲ့က Cisco ရဲ့ဒီ CCMB Anko official blueprint အပြင်ကိုမှမြန်မာနိုင်ငံကဒီ local industry အဲ ISP ဒီ network kinfia company တွေနဲ့ကိုက်ဖို့အတွက်ကျွန်တော်အမြင်ရလိုအပ်မယ်ထင်တဲ့ဒီ bonus of it day extra let တွေကိုလည်းကျွန်တော်ထည့်ပြီးတော့တင် जा ပေးထားပါတယ်။စာရွေးလက်တွေအကုန်ကျင်းနေတဲ့အထိလေးတင်တင် जा ပေးမှာဖြစ်တဲ့အတွက် chapter တိုင်း unit တိုင်း topic တိုင်းမှာကျွန်တော် theory apply လုပ်နိုင်တဲ့ဒီ hands on lab တွေကိုစုံအောင်ထည့်သွင်းသင်ကြားပေးထားပါဗျ။အဲ့လိုထည့်သွင်းသင်ကြားပေးရတဲ့အတွက်အင်္ဂါပုံမှန်လုပ်တဲ့လူ၊စာပုံမှန်လုပ်တဲ့လူတွေအတွက်တော့သင်တန်းပြရတဲ့ skillful ဖြစ်တဲ့ confidence ရဲ့ professional network အနေနဲ့အနေနဲ့ကောင်းမွန်စွာရည်တည်နိုင်ပါလိမ့်မယ်။ဒီ practical lab တွေစုံအောင်လုပ်နိုင်မှုအတွက်ကျွန်တော် Cisco Packet Tracer, GNL3, Pinel Lab, Wireshark စတဲ့ tools တွေကိုအသုံးပြုပြီးတော့ ဒီ lab တွေကိုလက်တွေ့လှုပ်ဆောင်ခြင်းအပြင်ကျွန်တော်တို့ဒီ logical thinking နေ theory skill set တွေကိုပို့ပြီးတော့ strong ဖြစ်လာပါလိမ့်မယ်။သင်တန်းသားတွေအနေနဲ့က laptop နဲ့ internet ရှိရင်လုံလောက်ပါပြီ။ laptop ရဲ့ requirement ကတော့ကျွန်တော်ဒီ Gen3 တွေ Pinel lab တွေ run နိုင်မှုတော့ကအနည်းဆုံး RAM 8GB နဲ့ i3 i5 လောက်ဆိုရင် i3 i5 ကိုမှ 5ဂျန်6ဂျန်လောက်ဆိုရင်ကိုအဆင်ပြေအဲ့လောက်ဆိုလို့ရှိရင်လုံလောက်ပါတယ်ဘာလို့ကျွန်တော် pinet lab ကိုသုံးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ docker image တွေ network automation tools တွေ run mode ဆိုရင် pinet lab ကကျွန်တော်အမြင်ကပိုပြီးသင့်တော်တဲ့အတွက်ဖြစ်ပါတယ်ပြီးတခြားလိုအပ်တဲ့ tools တွေ image file တွေ software file တွေဒီ training material document တွေအကုန်အစုံကိုသင်တန်းကျောင်းကနေ provide လုပ်ပေးရမှာလို့ laptop နဲ့ internet ရှိရင်သင်တန်းသားတွေအတွက်ကလုံလောက်ပါပြီကျေးဇူးတင်ပါတယ်